ပူရိသရီရဲ့အမုံတရားကိုလက်ခံကမိန်းကလေးရဲ့တဲတဲလှုပ်ခြင်းကိုခံနေရတဲ့73နှစ်သားလေးချိုက်ပရိသတ်များအလုံးမင်္ဂလာပါရှင်။ဘောင်မစ်နောင်းကနေပြန်လဲကြိုဆိုလိုက်ပါရစေ။အခုလက်တလောအင်တာနက်ပေါ်မှာရေးပန်းစားပြီးတော့ပျော်ရမ်းကြိုက်တဲ့အနေစီကံကြီးဖြစ်နေတာကတော့ streamer လေးခြိုက်ပါ။ ဆိုင်ကတော့73နှစ်သာသာရှိသေးပေမဲ့တရုတ်ဆက်ရုပ်ကလေးနဲ့မိန်းကလေးတွေရဲ့အသေးကိုဖန်ဆောင်းနိုင်တဲ့သူတူပေါ့မိန်းကလေးတွေကလည်းခြိုက်မခြိုက်ဖြစ်နေကြပြီးတော့ဒီဘက်ကပိုရီသားတွေတတိုင်းကတော့ခြိုက်ဆိုရင်ကိုမျက်မုံးကျိုးနေကြပါပြီမြန်မာနိုင်ငံမှာတော့ game streamer တွေ content creator တွေဟာဟိုးရင်ကလေးကနေအခုတတိတိုင်အောင်အများအပြားပေါ်ထွက်လာကြပါတယ်မြန်မာနိုင်ငံမှာအခုခေတ်လူငယ်တွေက internet လူမှုကွန်ရက်ဆောင်မျက်နှာတွေကိုအသုံးပြုပြီးတော့ content တွေကိုဖန်တီးရင်းနဲ့ဝင်ငွေတွေကိုရှာဖွေလာကြပါတယ် ပရိသတ်တွေလူစိတ်ဝင်စားမှုများလာအောင်လည်းအမျိုးမျိုးဖန်တီးရင်းနဲ့အားပေးမှုတွေကိုရရှိလာကြပါတယ်။အခုနောက်ပိုင်းမှာနာမည်ကြီးလာတဲ့လူငယ် streamer တွေထဲမှာတော့ Mystery Ace အဖွဲ့ကိုတော့ကောင်းကောင်းကြည်သိကြပါလိမ့်မယ်။အရင်ဖွဲ့မှာတမှုထူပြီးတော့ပရိသတ်တွေကြားမှာရေပန်းစားသွားတဲ့အဖွဲ့ဝင်လူငယ်လေးကတော့ခြိုက်ပဲဖြစ်ပါရဲ့။ TikTok ပေါ်မှာ Mystery Ace ရဲ့ video လေးတွေကိုပရိသတ်တွေကအားပေးရင်းနဲ့ခြိုက်မှခြိုက်ဆိုတဲ့အဖွဲ့ဝင်အစ်တလေးကိုတရီထားမိသွားခဲ့ရပါဘူး။ နောက်ပိုင်းမှာတော့မိန်းကလေးတွေအကုန်လုံးကချဲ့ရဲ့ပုံစံရုပ်ရည်တွေကစိတ်ဝင်တစားဖြစ်ပြီးတော့တော်တော်လေးကိုမှတဘောကျသွားပြီးချိန်မှချိန်ဖြစ်သွားခဲ့ရဖြစ်ပါတယ်။ တလောကလုံးကမင်းကလေးတွေကခြိုင်မခြိုင်ဖြစ်နေလို့တွားကြည့်လိုက်တဲ့အခါမှာ73နှစ်အရွယ်နဲ့ stream မှာလုံနေတဲ့တရုတ်ကောင်လေးတယောက်ဖြစ်နေရကိုတွေ့လိုက်ရပါတယ်။ခြိုင်ကအစာပိုင်းမှာတော့လူငယ်တွေကြားမှာရေးပန်းစားပြီးတော့အစော်များနေတဲ့နမဲကြီး game တွေကိုစော်ကစားနေသူတူပါ။ Mystery Age တို့အဖွဲ့ကတော့ YouTube မှာသူတို့ရဲ့ video တွေကိုတင်လေးရှိပြီးတော့အဲ့ဒီ video တွေကနေတစင်ခြိုင်ရဲ့ပုံတွေကိုယူပြီးတော့မင်းကလေးတွေကတော်တော်လေးဆွဲလန်းနေကြတာဖြစ်ပါတယ်။ အရင်အတွက်ကောင်လေးတွေကတော့သူတို့ရဲ့ကောင်မလေးတွေကခြိုက်ကိုသူတို့ထက်ပိုပြီးတော့ကြိုက်နေကြတာကြောင့်ဒေါသတွေထွက်ကလိုင်းပေါ်မှာခြိုက်ကို အမျိုးမျိုးတိုက်ခိုက်ပြီးတော့ဝုန်းကြပါရတဲ့ အခုခင်လုံမင်းကလေးတွေကလည်းချိုင်းလိုမျိုးဇက်သုံးနေတာကောင်းလေးတယောက်ကိုအပြင်းမတောင်မတွေးမမြင်ဘူးပါပဲနဲ့စကရင်ပေါ်မှာမြင်ုံနဲ့တည်းစိတ်တွေမထိန်သိမ်းနိုင်ဖြစ်ပြီးတော့တော်တော်လေးကိုနှာဘူးထလာကြတာဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့သူတို့ကောင်းလေးတွေမပြောနဲ့မွေးထားတဲ့မိဘတွေရဲ့ဆောင်အတော်လေးကိုရှက်ဖို့ကောင်းတယ်လို့ဆိုရမှာပါ။နောက်ပိုင်းကောင်းလေးတွေနဲ့ချိုင်းအမြင်မကြည့်ကြတော့တဲ့နောက်ပိုင်းမှာချိုင်းရဲ့နာမည်ကိုသုံးပြီးတော့မထုံမနှံလောက်တာတွေချိုင်းရဲ့ personal account တွေထိလာရောက်ထိပါပြောဆိုတာတွေကိုကြုံလာရတယ်လို့သူကိုယ်တိုင်ဖွင့်ဟပြောပြလာပါတယ်။ ဆိုင်ကလည်းသူလဲသူတပားကိုဒီပါစော်ကားတာမျိုးလုံးဝမရှိတဲ့အပြင်အတွဲတွေပြတ်တယ်ဆိုတာကလည်းသူရည်ရွယ်ပြီးတော့လုံးတာမျိုးမဟုတ်တဲ့အတွက်သူရဲ့အလုပ်ကိုလာမနောက်ရှက်ကြဖို့တောင်းဆိုထားပါတယ်။ဆိုင်ကတော့ကလေးရွယ်သားရှိသေးတဲ့အတွက်ဒီလိုတိုက်ခိုက်တဲ့ဒဏ်တွေကိုမခံနိုင်မဲနဲ့ စိတ်ဓာတ်တွေကြောက်သွားမှကိုတချို့ပရိသတ်တွေကစိတ်ပူပေးနေကြတာပါ။ဘဝပြပြဆိုင်ကတော့ကလေးပီပီသူဝဒနာပါရအလုတ်ကိုចောင်းပိတ်တုံးလေးအာကျုံမန်တန်နဲ့လုံနေပြီးတော့ကိုယ့်ရဲ့ဝင်ငွေကိုရှာနိုင်နေရပါ။ခြိုက်တို့ကဘလောက်ပဲချမ်းသာတယ်ပြပြကလေးရွယ်ဖြစ်ပေမဲ့ဝါသနာနဲ့အလုတ်ထတ်တူကြတဲ့အတွက်စူးစားတတ်တဲ့အချင်းကတော့တကယ်ကိုလေးစားအားကြဖို့ကောင်းပါတယ်။ ဒီနောက်ပိုင်းမှာလည်းမိန်ကလေးတွေတော်တော်များများကအမြင်မှန်တွေရအလင်းပေါက်ကလိုရာတက်ပို့ပြီးတော့ကဲကဲတဲတဲတွေမလုံကြတော့ပါဘူး။ဒီအတွက်ကြောင့်လည်းခြိုက်ခအခုမှသာကောင်းကောင်း string queen ရခဲ့ပါတယ်။အခုတခါမှ Mystery Age အဖွဲ့တွေနဲ့တူ fan meeting တွေမှာတောင်းတတဆွဆွနဲ့ပါဝင်နေရကိုတွေ့မြင်ရပါတယ်။ဒီဗီဒီယိုကိုဆုံးတကြည့်ရှုအပ်ပေးခဲ့ကြတဲ့ပရိသတ်တွေနေနဲ့ဆတ်သုံးနှစ်သားလေးခြိုက်ကိုတော်တော်လေးဆွဲလန်းနေတဲ့အမျိုးသမီးတူကြီးကိုဘယ်လိုမျိုးမြင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးတကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။